်အသက်65ကျော်သွားတဲ့တက်ကြီးပုံကိုယ်တွေမှာအသားဓာတ်လိုအပ်ချက်ကပိုပြီးတော့မြင့်မာတယ်အဲ့တော့ကြောင့်မလို့ဒီတရိษံရရှိရဲ့အသားတွေအငါးတွေပဇွန်တွေဥအမျိုးမျိုးတွေကိုမစားနိုင်ဆိုလို့ရှိရင်တော့အပဲမျိုးစုံများရရှိတဲ့အသားဓာတ်ကိုမိခိုးဖို့အကြံပြုရဲပေါ့နော်နောက်တစ်ခုကကြတော့နုနေနေထွက်ပစ္စည်းကရရှိတဲ့ဒီနွားနို့တို့ပဲနို့တို့စိတ်နို့တို့အဲဒိန်ကဲတို့ထောပတ်တို့စသဖြင့်ဓာတ်တွေစားမယ်ဆိုလို့ရှိရင်လည်းကယ်လ်ဆီယမ်တို့အသားဓာတ်တို့ရရှိနိုင်ပါတယ်နောက်တတိယအုပ်စုကတော့အစီတဲအုပ်စုပေါ့နော်အဲ့တော့တော်တော်များများတွေးကြတာကတက်ကြီးပုပ်ကိုရွေးဖြစ်သွားလို့ လို့ရှိရင်အစီစားရင်မကောင်းဘူးစီစားရင်နှလုံးသွေးကြောချင်းသွေးကြောပိတ်ဖြစ်မယ်ဆိုတာကအအတိုင်းအတာတစ်ခုဒီတော့မှန်တယ်ဒါပေမဲ့ချက်ပြုတ်တဲ့အချိန်မှာစီမပါဘူးအစီကိုလုံးဝမပါဘူးဆိုလို့ရှိရင်ကြာလာလို့ရှိရင်ဒီစီဆိုတာကလည်းအမတို့အနက်အရသာပြီးနိုင်စွမ်းအားမှာပါဝင်တဲ့အစာအုပ်စုတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီကောင်းမွန်တဲ့အစီတွေဖြစ်တဲ့ငါးအရာရှိတဲ့အစီတွေနောက်အမတို့ဟင်းချက်တဲ့အချိန်မှာသုံးတဲ့အပင်ထွက်ပစ္စည်းအရာတဲ့နေကြစီတို့မြေပဲစီတို့တန်လွင်စီတို့နောက်တစ်ခါကျတော့ကောင်းမွန်တဲ့အစီချက်အုပ်စုအများပြားပါဝင်တဲ့ထောပတ်ဒီစသဖြင့် ။နောက်အစီအစံတွေဆိုလို့ရှိရင်လည်းထောင်းပြီးကြွေးတာစသဖြင့်ဒါတွေရဆိုလို့ရှိရင်လည်းပူပွားတို့တရက်တာလိုအပ်တဲ့ကောင်းမွန်တဲ့အစီအွေရရှိဖို့အတွက်ပံ့ပိုးပေးနိုင်တဲ့အစားအုပ်စုဖြစ်တယ်။နိုတာကူလိုပုံစံမျိုးတွေ၊နိုချက်ဥပူတင်းလိုပုံစံမျိုးတွေ၊ကျက်ဥပေါင်းလိုပုံစံမျိုးတွေရဆိုလို့ရှိရင်လည်းအစာလဲကြွေးရပြီးတော့ပူပွားတွေခါရအများများရရှိနိုင်မယ်အစာပြီးပုံစံလေးတွေဖြစ်ပါတယ်။